ကျမရဲ့ပရိသတ်ကြီးကိုကျမအာတည်င်းလေးတစ်ခုပြပြချင်လို့ပါအဲ့ဒါကတော့မနေ့က6ရက်5လ2025ပေါ့နော်ဒီညပိုင်း7နိုင်ကျော်နဲ့7နိုင်ချာမှာအင်အား အနေငယ်ရှိရဲ့ငလင်းနှစ်ကြိမ်လှုပ်သွားရဲဆိုပြီးတော့ရန်ကုန်မြို့ဝဒေသခံတချို့ကနေပြီးတော့ပြောထားတာရှိပါတယ်ပထမအကြိမ်လှုပ်ကချိန်ကတော့အင်အားမဂနီကျု2.2လို့ကနဦးတည်ရပြီးတော့ဒုတိယအကြိမ်မိနစ်ပိုင်းချပြီးတော့ထပ်လှုပ်တဲ့ငလင်းကလည်း3.8အဆင့်ရှိပြီးတော့လှုပ်ခတ်မှုကိုတိတိတတ်တာဒီရန်ကုန်မှာနေရဲ့မြို့နေပြည်သူတွေ ခန်းစားရတယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ကလမ်းမတော်မင်္ဂလာတောင်မြို့၊ကမာရွတ်လိုင်းဒေါ်ပုံစတဲ့မြို့တွေများစုမှာတော့ငလင်းလှုပ်ခတ်မှုတည်တကားခန်းစားခဲ့ရတယ်လို့ပြောပါတယ်။တချို့မြို့နယ်တွေမှာတော့တိုက်အောက်တွေပြင်းစင်ကြပြီးတော့ထိတ်လန့်မှုတွေရှိနေရလည်းဖြစ်တယ်ပေါ့နော်။တကယ်လို့ငလင်းရတာကျမတို့မြန်မာနိုင်ငံတွေကိုရောက်လာ ပြီးတော့ဗောနောနောက်ထပ်တစ်ဖက်ထက်လုံလို့ဒီငလင်ကျော်ကရန်ကုန်မြို့ပါသွားတယ်ဆိုလို့ရှိရင် မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရန်ကုန်မှာကြတော့တခြားနေတီးထက်ဗောနောတခြားမြို့တွေထက်တိုက်တီးပုံများတယ်ဗောနောဆိုတော့အဲ့ဒီရဲ့တိုက်တီးကွန်ဒိုရဲ့ကြံ့ခိုင်မှုကိုလေအမောင်းခံပေးတိုင်းတဲ့အတွက်ဗောနောရန်ကုန်က ဒုတိယအကြိမ်မန္တလေးလို့ဖြစ်လာမှာကိုစိုးရင်ကြဖြစ်နေပါတယ်။ဒီမြို့မှာနေတဲ့မြို့နေပြည်သူတွေအတွက်လည်းအရန်ပေါ့နော်ထိတ်လန့်နေရတယ်။အခုဒီမှာပုံနေပဲကြည့်ပေါ့နော်။ဒီမေလ6ရက်နေ့ညပိုင်းကအငလင်လှုပ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်မြို့ကလူတွေမြို့ကတချို့ပေါ့နော်ဒီတိုက်တန်နေတဲ့လူတွေတိုက်အောင်ကိုပြေးစင်းနေတဲ့ပုံတွေပဲဖြစ်ပါတယ်ဆိုတော့ جماعه ရဲ့ပြည်သက်ကြီး ဆိုလို့ရှိရင်လည်း ဘယ်မျိုးပါနေတဲ့သူတွေကငလင်လောက်ခတ်မှုကိုခံစားခဲ့ရလဲငလင်ကပြေးလားမပြေးလားဆိုတာကိုကျမကိုအဲကွန်ပန်လေးရေးခဲ့ပြီးလို့လည်းရပါတယ်အားလုံးကယူဆိုင်ပုံပါချင်ပါတယ်အဆက်ဆက်ရရကယူဆိုင်လို့လည်းပြောချင်ပါတယ်ရှင်